3 button fuel controller ဆိုတာပါလဲကျွန်တော်တို့ဒီ3 button fuel controller ဆိုတာကျွန်တော်တို့ဒီ single cylinder EFI vane တွေကိုဒီလွယ်လွယ်ကူကူပေါ့နော်လွယ်လွယ်ကူကူ power တိုးမြှင့်ပေးနိုင်တဲ့ fuel controller လေးကိုခေါ်တာပေါ့နော်ဆိုတော့ဒီ EFI vane တွေကိုကျွန်တော်တို့ဒီ power ထပ်တူအောင် modify လုပ်မယ်ဆိုရင်ဒီကျွန်တော် ECU တွေက fuel map program ကိုပြန်ရေးရတာပေါ့နော်ဒီကောင်ကြတော့ဒါလူတိုင်းအလုပ်လုပ်မရဘူးလေဒီကောင်ကဒီ professional တွေပဲလုပ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီ 五百年前了，喏，五百前年代，哥白尼的《论地球莫来飞奈奥》，的哥米利亚的第一部东书的《控制流》<noise>，就透过了遐了，喏，阿大伯。所以，的控制流，当阿是，就是说，的一四九年，的科学家之斯坦查嘛，就阿呆下来。所以，第一部东书的《控制流》，苏拉台，拄嘛，克罗利亚做故事的，的，无数的克罗利亚的罗阿皮尔呢，呃，米德阿皮尔呢。 high rpm ဆိုတဲ့ဒီ rpm range တွေကိုသူကယူရတာပေါ့နော် move နဲ့ယူရတယ်ပြီးရ plus ကသူက cb တဲ့ပုံမှန်နောက်ကိုသူကတိုးပေးတာအဲ minus ကြတော့ဒီ cb တဲ့ပုံမှန်နောက်ကို short ပေးတာပေါ့နော် short ချလိုက်တာအဲတချို့ controller တွေမှာဒီ gear number တစ်ခုချင်းစီရဲ့ဒီ cb တဲ့ပုံမှန်နောက်ကိုလည်းဟိုကိုစိတ်ကြိုက်ချိန်ညှိနေတာပေါ့နော်အဲ့လို controller တွေလည်းရှိတယ်ဒီဈေးကွက်ထဲမှာတော့တစ်ခုဒေါ်လာ300 300လောက်နဲ့ရောင်းနေကြတာတွေ့တာပဲဒီ အာအီဂျစ်ကရှိမယ်အဖန်ဟာရှိမယ်ပြီးလို့ရှိရင်အာတီဂျူဘောင်းရှိမယ်ဆောက်ရဲ့ brand မျိုးစုံပေါ့နော်ကြောင်းဝင်လာတွေ့ရတယ်ဒီကျွန်တော်တို့ single cylinder EFI ဘေးနဲ့တော့ဒီအကောင်းဆုံး sport setup ကဒီတတိပတ်တော်ဖြူရ်ကွန်ထရိုလာရဲ့ future performance exhaust system ရဲ့ airbox modifier ရဲ့ဒီ racing spark plug တွေကိုတွဲပြီးတော့နော်ဒီကျွန်တော်တို့ဟို modifier လောက်တာကတော့ဒီဒီ single cylinder EFI ဘေးနဲ့တော့အကောင်းဆုံး sport setup ပဲပေါ့နော်